မင်္ဂလာပါရှင်ဒီနေ့စုလေးဖတ်ပြမှာကတော့စာရေးဆရာမလုံမဤအသေးကွဲအောင်လက်မှတ်ဝိတုတို့ဇာတ်လမ်းလေးထဲမှာအခန်းရှိဖြစ်ပါတယ်။နားစင်ခန်းစားပေးကြပါအောင်ရှင်။အခန်းရှိဘယ်တော့မှကောင်းမှာမဟုတ်ဘူး။တင်နန်းတက်တော်လေးဝီလီလီနဲ့ပြည့်ပြက်အောင် အောင်လက်မှတ်ရပြီးအလုပ်တစ်ခုရအောင်လုပ်တာမဟုတ်ဘူး။ကြေးတန်တိုင်းအရွက်တိုက်ပြီးကိုကြီးရှာဖွေသမ ्या တွေတုံးဖြုံးနေတာအရွယ်ရောက်နေတဲ့တားတယောက်ဆိုပြီး ဘယ်မှာအားကိုးရလို့လဲအေးပါကွာတောင်းကိုကြီးကြည့်ပြောပါဦးမယ်လေတန်းပျော့ๆလေးနဲ့ဦးနိုင်မင်းခပြောလိုက်တော့လေဒေါ်ဒီစီက မကြည်မချမ်းနဲ့စူပါကုံမှာဆွေကနေဝင်ထိုင်သည်ကိုကြီးကဒီစီပြောရင်တော့တောင်းကိုပြောပါမယ်ပြောပါမယ်နဲ့ပြောတဲ့အခါရောမိဘဩဇာအာနာတုံးရဲလို့လားဟိုကတခွန်းတခွန်းလောက်ပြန်ပြောလိုက်တာ ਨੇ ငိန်ကုတ်သွားရော့ ဒါကလေတားအပေါ်ကိုကိုကြီးကအပြစ်မကင်းသလိုဖြစ်နေလိုပါကွယ်။အော်အဲ့ဒီအပြစ်ကဒေးစီကိုယူခဲ့တာကြောင့်မဟုတ်လား။တပင်လဲလို့တပင်ထူတာကိုကြီးမှအပြစ်ရှိတယ်လို့ယူဆနေရင်ငွေချင်းမောင်နှမတွေကိုလောက်ကန်ရှာဖွေကျင်းဝင်းနေရင်ကမိုးဆိုးဖို့ကလေးတယောက်အဖေကို့ထက်အသက်အများကြီးကြီးတဲ့ကိုကြီးကိုလက်ထပ်ခက်မိတဲ့ဒေးစီကရောအပြစ်မရှိရတော့ဘူးလား။လင်းပါသားမကြည့်ဘူးပဲ။မိုက်မိုက်မဲမဲလက်ထပ်ခက်မိတာ။ ဒေးဇီအမှားပဲကိုကြီးမမဟုတ်ပါဘူးဒေးဇီရဲ့ဒေးဇီနဲ့သားကြမှာနားလည်မှုလေးလူနေလို့ပါစစ်ဆန်ညီနိုင်ပေးမဲ့သူသားရှိရင်အဆင်ပြေသွားမှာပါကွယ်သားကလူစိုးကြီးမဟုတ်ပါဘူးသူ့အမိတော်ကမချစ်ပဲဒေးဇီအပေါ်အချစ်ပူပြအလိုလိုက်ပြတာတွေကိုသားကမကျင်မနှက်ဖြစ်နေတာပါသားအမိအပေါ်အကိုကြီးကလည်းတကယ်ဆိုးခဲ့တာပါကို့အပေါ်အချစ်ပူသည်ဆိုတော့ ဒေါ်ဒီစီကျေနပ်တယ်လို့လို့ဖြစ်သွားမိသည်ကိုရိုင်းကလည်းဥနေမင်းခဘာဆိုတာတိတိကြီးနဲ့အချစ်စိတ်ကြောင့်ဇွတ်မိုက်မွဲစွာလက်ထပ်ခဲ့မိတာမဟုတ်လားအခုထီလဲကျေစင်ခပြတနာမှလွဲ၍ဒီလိုလက်ထပ်ခဲ့မိတာကိုနောင်တမရသေးပါရှေးကံအကြောင်းတရားရဲ့ရေဆက်ကြောင့်ပဲမဟုတ်လားဒါပေမဲ့ကိုကြီးသေးတာကျေစင်ခနေတော့ဘာကြောင့်ရေဆက်ဝေးမှန်းမသိဘူး ဒါပဲနော်ကိုကြီးကိုကြီးသားကိုပြောမယ်ဆိုလဲဒီတခါတိတိယောက်ပြောပါ ကိုကြီးပြင်ပြင်မှန်မှန်ရှာဖွေရုံးကန်နေရတာကိုဒေးစီမကြည့်ရဘူးဒေးစီအလုထွက်လို့မယ်ဆိုတာလဲလက်မခံတော့ဒေးစီအရန်စိတ်ဆင်းရဲရတယ်ကိုကြီးအတွက်မပူပါနဲ့ဒေးစီရဲ့ကိုကြီးဘလောက်ပင်မပင်မအိမ်ရောက်လို့ဇနီးနဲ့သမီးမျက်နှာမြင်လိုက်ရရင် အမောပြေသွားတာမို့ကိုကြီးအပင်မခံနိုင်ပါတယ်ဒေးစီမောင်လေး အကြီးကောင်ကလည်းဒီနေ့အကြောင်းပြီးရင်အလုပ်ဝင်လုပ်တော့မှာဆိုတော့တယောက်စာပြင်မှန်းမှုလဲတက်တာတော့မှာပဲဥစ္စာတယောက်စာလွတ်တော့လဲစင်တန်းပြင်မဲ့အလတ်မနဲ့ရှစ်တန်းတက်မဲ့အငယ်မအတွက်ကဆက်ရုံးကန်ရအောင်မှာပဲမဟုတ်လားကိုကြီးကိုဒေးစီအရန်အားနာတယ်ဒေးစီရဲ့ဒေးစီကိုလက်ထပ်လိုက်လို့ဒေးစီတာဝန်နဲ့ပခုံးလွှဲပြောင်းယူရတာကိုကိုကြီးကျေနပ်ပါတယ်တစ်ချိန်ချိန်မှာသူတို့လေးတွေကိုကိုကြီးတို့ကအားကိုးရမှာ တလက်မိကိုရမှာဆိုတော့အပြန်အလှန်အတုံ့အလှဲ့ပဲစိတ်မကောင်းမဖြစ်နဲ့အားမနာနဲ့ဒီစီကိုကြီးမှာခွန်အားတွေရှိပါသေးတယ်ဦးနေမင်းခါကအဖြူရောင်ရှက်အိမ်ကြီးလက်ဆကလေးကို လက်မောင်းရင်ထိဆွဲလန့်၍ခွန်အားဗလာတွေပြဤဒေါ်ဒေစီက ကြည်နူးစွာ တဟင့်ဟင့်ပြုံးရရင်ဦးနေမင်းခလက်မောင်းကြီးကိုနန်းရှာလိုက်ဤအဟမ်း ဟန်အဲ့ဒါဘလို့ဖြစ်နေကြတာလဲချောင်းဟန်တန်ပြီးဝင်လာရင်ကြဲကြဲလောင်လောင်ကျေစင်ခအတန်ကြောင့်ဒေါ်ဒီစီတို့နှစ်ယောက်ရှက်ကိုရှက်ကန်လူချင်းခွာလိုက်ကြရသည်ကျေစင်ခကလွယ်အိတ်ကိုဆိုဖာကုံပေါ်ဝုန်းကနေလွှဲပြစ်တင်လိုက်ကဒီအတရေတွေနဲ့တားပြို့တမီပြို့ရှိတဲ့အိမ်မှာအနေတိုင်းစင်ကြင်ရမယ်ဆိုတာနားမလဲကြဘူးလား အသက်အရွယ်မအားမနာလူမြင်ကွင်းမှာပလူးနေကြတယ်ဟဲ့ကျေစင်ခမင်းအဲ့လောက်ပြောစရာမလိုပါဘူးလင်းနဲ့မရပဲဘလူးနေနေပေါ့ငယ်လင်းငယ်များဆိုရင်ဒီအသက်အရွယ်မှာဒီလိုဘူးကြပြီးပလူးပလဲမနေကြတော့ပါဘူးခမားကတော့မရင်ငယ်ပီတာပါတယ်တာဦးနေမင်းခစူးကနေအော်ရင်ခုံထားလိုက်ဤတာဒီလောက်ထိရိုင်းပြနေတာကို သူနားထောင်နေလို့မရတော့ပါ။တာဒီလောက်ထိရိုင်းစားတာတော့လွန်နေပြီကွာ။တနေ့ကအပြင်ထွက်နေပြီ။ပြန်ရောက်လာလာချင်းပြဿနာရှာတာပါတဘောလေ။မကြည့်ချင်းမမြင်ချင်းအောင်ဆောင်းတော့လို့ရတာပဲမဟုတ်လား။ဒီရင်ကိစ္စမဆိုင်တလို့ရှောင်ထွက်နေတတ်မယ်ဆိုရင်မတိတလို့หนีလိုက်လို့ရောမဖြစ်ဘူးလား။ဟာဖေဖေဥပ္ပခါရီကလမ်းလာကြည်လား။ဖေဖေမွေးထားတဲ့ကျွန်တော်က ီအိမ်မှာလူဖို့ဗောဒေါ်ဒေစီမွေးချင်းမောင်မတွေကသာလူရဝင်နေတာဗောဒါဆို ကျွန်တော်ကိုရတဲ့ရထိုက်တဲ့အမွေခွဲပေးလိုက်ပြီပြီကျွန်တော်ဒီအိမ်မှာမနေဘူးဆင်းသွားမယ်လာပြန်ပြီလားဒီစကားတခုခုဖြစ်ပြီဆိုဒီအမွေပဲတောင်းနေတယ်မိမိထားခဲ့တဲ့ကျွန်တော်ရပန်ခွင့်တွေကိုတောင်းနေတာပါပြီပြီဒေါ်ဒေစီမွေးချင်းမောင်မတွေအတွက်ကြီးကုံသွားတော့ဘလို့လုံးမလဲမင်းမေမင်းတွေ့ထားခဲ့တာတွေ ဘာမှအပြည့်အဝရှိရတာဒီအိမ်နဲ့ဖိဖိလုံနေတဲ့လုပ်ငန်းတွေကိုတော့ထုခွဲဖြစ်စည်းပြလို့ပဲဖြစ်မှာလေအခုတောင် အပြိုင်ဆိုင်နေရှိလာလို့မနှဲစူးစားပြီးရုန်းကန်နေရတယ်ထိုစကားကြတော့ကျေစင်ခါကနှကန်းကိုတွန်ကအမြင်ကပ်အောင်ရေချသည်ဝင်ငွေနဲ့ထောက်ငွေမမျှတော့လို့ဖိဖိစိတ်ရောလူရောပင်ပန်းခံပြီးရုန်းကန်နေရတယ်မဟုတ်လားဖိဖိသေးတာရင် ကျွန်တော်တယောက်တည်းအတွက်ဆို ဖဖေဒီလောက်မဖြစ်တော့ပါဘူးအခုတော့မရင်ငယ်ဘက်ကဟဲ့ကောင်တော်ပြီကျေစင်ခအင်ဂျီရှင်ဘက်ဆာကိုစောင့်ဆွဲပြီးဥနေမင်းခအသားရီတဆက်ဆက်တုံနေသည်ဒေါ်ဒီစီကဖြုံးကနေဥနေမင်းခလက်တွေကိုဆွဲယုံဖြုတ်ဤတားဖခြင်းနေကိုရီးလက်အောင်ဖြည့်ရှင်းတာတော့ဒီစီမကြယူကိုကြီးအေးအေးစစ်စစ်နားလည်အောင်ပြောပါ ကျေစင်ခလည်းဖအီကိုရန်သူလိုမတိုက်ခက်သူထင်နေ။မင်းဖေကလုပ်ငန်းလည်ပတ်ဖို့အတွက်ငွေလိုနေတာတောင်မင်းပိုင်တဲ့ဘဏ်ကငွေတွေကိုအလွဲသုံးစားလုပ်ဖို့စဉ်းစားခဲ့တာမဟုတ်ဘူး။မင်းကဒီအိမ်ကိုပါမင်းမိပိုင်တာဆိုပြီးမင်းအဖေကိုနှင်ချအပိုင်ယူချင်နေတာလား။ငါတို့ကလည်းနေချင်လို့နေတယ်မအောင်မိပါနဲ့။မရင်ကြက်တဲ့စိတ်နဲ့မင်းပျက်စီးသွားမှာဆိုလို့ မင်းအဖေကဆင်းမပြေတာဟာဟာတော်တော်ရေစရာကောင်းတဲ့ပြက်လုံးမေကျွန်တော်အတွက်ငှဲ့ညာပြီးတွေးပေးတာပေါ့အဲ့လိုသာဆိုရင်ตาအရင်ကိုမိတွေနှိမ့်ဆက်ခံရမှာဆိုလို့ခမားနဲ့လက်ထပ်ခဲ့ပါမလားအခုခမားကိုယူပြီးမိမိလေးကိုမွေးပြီးကလေးကဖေဖေကျွန်တော်အတွက်ဘာရီလုပ်ပေးလဲဘာရီဂယုဆိုင်ခဲ့လေตา မင်းအလွန်အကျွံထင်မှားနေတာပါကွာတားကဖေဖေလက်ထလိုက်လို့မကြေမနက်အရွက်တိုက်ပြီးဂရုစိုက်မခံတော့တာမဟုတ်ဘူးလားအပြန်အလှန်နားလဲမှုကိုတားဘက်က အရင်ဆန့်ကျင်တာသူတယောက်တည်းမှာပဲအပြစ်ရှိတာလားဟု မေးပြလိုက်ခြင်းစိတ်ကိုဒေါသတွေဖြင့်အလုံးအရင်ပြန်မြူချလိုက်ရ၏ဘယ်တော့မှ ူဘက်မှာမရက်တီတော့တော့ဖဖေကို အကြည့်စူးစူးလို့ဖြင့်တုံ့ပြန်ကြည့်ကသားသမီးတွေ အမားလို့ရင်မိဘတွေကအဆိုးဆုံးမပိုင်ခွင့်ပိတ်ပင်တားဆီးခွင့်ရှိတယ်မိဘတွေအမားလို့ရင်သားသမီးတွေကဘာမှပြောခွင့်မရှိပဲရင်ကုန်နှုတ်ပိတ်နေရမှာလားဖဖေသားသမီးတွေရင်ထဲကခံစားချက်ကိုရောမိဘတွေနားလည်ပြီလို့မရဘူးလား အပယ်ခံလိုက်ရတယ်လို့ဖြစ်သွားတဲ့ဒီရင်ထဲမှာဝေဒနာတွေရှိရဲ့ဖီဖီရတားရဲ့ဖီဖီဘာမှမပြောပါနဲ့တော့ဖီဖီစင်ကြီးတွေနဲ့အယူခံဝင်ပြီးနားလည်ပေးပါလို့ပြောမှပဲမဟုတ်လားကျွန်တော်ရင်ထဲမှာဘာတွေဖြစ်နေလဲလို့လဲဘယ်တော့မှမမေးပါနဲ့တော့ဖီဖီတိတောင်မတိရအောင်စောင့်နေဦးမှာပဲအဲ့ဒီအတွက်လဲကျွန်တော်ဝမ်းမနေတော့ပါဘူး ဒါပေမဲ့နေချင်းတလို့နေခွင့်ပေးပါ။ဘာလုပ်ပါညာလုပ်ပါလို့လဲအမိတ်မပေးပါနဲ့။ကျွန်တော်ရဲ့နေထိုင်မှုပုံစံထဲမှာလေဒေါ်ဒေးစီ ဝင်းမစော့ဖတ်ပါစေနဲ့ဖြစ်ဖြစ်။လွယ်အိတ်ကိုစောင့်ခနဲဆွဲယူပြီးထွက်လာခဲ့သည်။ဖြစ်ဖြစ်ကိုနားလည်ပြီးပါလို့လေမတောင်းဆိုခြင်း။မွန်းကျက်အသိသိမှုတွေဖြည့်ဖြောက်ဖို့အေယကွန်းတွေပိတ်ပြီး တင်းတကားပေါက်တွေအကုန်ဖွင့်ပြလိုက်လာရောင်ကခြံထဲကအုံးပင်ထိပ်ပြားမှာမေးတင်လျက်မှောင်မိုက်နေသောသူစိတ်ဆန္ဒတွေကို ကြည်စဲနောက်ပြောင်နေသလိုရှိ၏ခဏအကြာမှာတိမ်တိုက်တို့ရဲ့ဝါးမြူမှုကြောင့်လာရောင်ရဲ့အလင်းကပျောက်လူလူသူ့ရင်ထဲမှာအလင်းပျောက်နေခဲ့တာလေ အခန်း၈ကိုဒီမှာပဲရန်နာခွင့်ပြုပါရှင်။အခန်း၉ကိုဆက်လက်စောင့်မျှော်ပေးကြပါအောင်ရှင်။နားဆင်ပေးခဲ့ကြသူတို့တယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။